လောက်ခတ်သွားကြောင်းအမေရိကဘူမိဗေဒလေးလာရေးဌာနကထုတ်ပြန်ပါတယ်။အင်အားပြင်းငလင်တန်ကိုမန္တလေးရန်ကုန်နေပြီးတော့တောင်ချီစတဲ့မြို့တော်တော်များများမှာတိတိတသာခန်းစားခဲ့ရပြီးငလင်ကြောင်းတေဆုံးသူဒါဇင်နဲ့ချီရှိနေကထိခိုက်ပျက်စီးမှုတွေလည်းအများကြီးရှိနေတယ်လို့ကနဦးသိရပါဗျ။ငလင်ဘဟုချဟာမြန်မာနိုင်ငံစကိုင်းမြို့နဲ့ဆနစ်ကီလိုမီတာกว่าဖြစ်ပြီးစကိုင်းမှာစကိုင်းတရာဟောင်းပြိုကျပျက်စီးခဲ့ပါဗျ။အင်အား9.8ရှိတဲ့ငလင်ကြီးလုခတ်ပြီးတဲ့နောက်ဘင်္ဂလားဒေ့ရှ် အိန္ဒိယလာအိုထိုင်းမြန်မာနဲ့တရုတ်တို့မှာတက်ရောက်ခဲ့ပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါစကိုင်းဘောအပြုငလင်လောက်ခတ်တဲ့ဖြစ်စဉ်နဲ့တပြိုင်တည်းရန်ကုန်အပါအဝင်နိုင်ငံတော်ဝမ်းမှာဖုန်းလိုင်းပြတ်တောက်မှုနဲ့မီးပြတ်တာတွေပါအချိန်ကြာမြင့်စွာဖြစ်ပေါ်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်ရန်ကုန်မြို့မှာငလင်စတင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့လယ်ပိုင်းကစလို့မိုဘိုင်းဖုန်းလိုင်းပြတ်တောက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။ ည10နာရီကျော်တဲ့အချိန်ထိဆက်သွယ်ရေးအဆင်မပြေမှုတွေရှိကြတာပါငလင်လောက်ချိန်မှာဖုန်းပြောနေရင်လိုင်းပြတ်သွားပြီးအဲ့ဒီတောင်ပိုင်းဖုန်းတွေထပ်ဆက်တော့လည်းအဆင်မပြေဘူးလို့ရန်ကုန်မြို့ကန်ပြည်သူတယောက်ကပြောပါတယ်။ငလင်လောက်ပြီးချိန်ကစပြီးဖုန်းလိုင်းတွေကခေါ်မရတာအချိန်ကြာကြီးပြောမရတာအတန်ရှင်းလင်းမှုမရှိတာမျိုးတွေကိုကြုံနေရတယ်လို့ကိုရိုင်းကြုံတွေ့ရသူတွေကပြောပါတယ်။ဒါအပြင်ငလင်လောက်ခက်ခက်ချိန်ကစလို့အလဲကျပေးနေတဲ့လက်စင်မီတွေပြတ်တောက်သွားသလိုမြို့နယ်တော်တော်များများမှလည်းည10နာရီကျော်တဲ့အထိလက်စင်မီတွေပြတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ အင်အားပြင်းတဲ့ငလင်ကြီးတွေလောက်ခတ်ပြီးငလင်တွေဆက်လက်လောက်ခတ်နိုင်တာကြောင့်သတိပြုကြဖို့မြန်မာနိုင်ငံမြေငလင်ကော်မတီအတွင်းမှတာဝန်ထမ်းဆောင်ခဲ့ဘူးသူအမျိုးသားညီညွတ်အစိုးရလက်ဆင့်နဲ့အစွမ်းဝင်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရာထွန်းက DPP ကိုပြောထားပါဗျာ။အဲ့ဒီငလင်လောက်ခတ်မှုကြောင့်ပြည်သူအယောက်150နီးပါးတိုက်ဆုံမှုရှိခဲ့တယ်လို့စစ်ကောင်စီဘက်ကကန်နအူးအတည်ပြုထားပါဗျာခင်ဗျာ။ မတ်လ28ရက်နေ့နေ့လယ်ပိုင်းကငလင်လောက်ခတ်ခဲ့တာကြောင့်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ်180နဲ့မိုင်တိုင်အမှတ်362မိုင်မှာလမ်းသားပြိုကျပျက်စီးမှုတွေဖြစ်ပွားခဲ့တယ်လို့ခီးသွားတဲ့စီးကနေသိရပါဗျ။မိုင်တိုင်အမှတ်180နဲ့မိုင်တိုင်အမှတ်362မိုင်မှာပြင်းအားမြင့်နဲ့မြင်းငလင်လောက်ခတ်ခဲ့တာကြောင့်လမ်းပျက်စီးသွားပြီးခီးရှိဆက်မရတော့ဘဲရောက်တဲ့နေရာမှာစီးလာတဲ့ကားတွေကိုရပ်ထားရတယ်လို့ဆိုပါဗျ။ ငလင်အကြီးကျယ်လှုပ်ခတ်ခဲ့တာကြောင့်အခုရောက်နေတဲ့မိုင်းတိုင်အမှတ်362မိုင်မှာတော့လမ်းပြတ်စီသွားလို့ရှေ့ကိုလည်းဆက်လို့မရပဲလမ်းကျိုးကျတဲ့နေရာမှာပိတ်မိနေကြောင်းတခြားနေရာတွေလည်းပျက်စီးဖို့များတယ်လို့ရန်ကုန်မြို့ကိုကားနဲ့ပြန်လာသူတဦးက DPP ကိုပြောပါရယ်ငလင်ဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုစစ်ကောင်းဆောင်ကလိုက်လံကြည့်ရှုစစ်ဆေးခဲ့တယ်လို့သိရပါရယ်ခင်ဗျာ အီဂျစ်နိုင်ငံရဲ့ကမ်းလွန်ပင်လယ်နေရေပြင်မှာအပျော်စီးရင်ကုန်တင်မောတစဉ်တိမ်မခဲမှုကြောင့်ရုရှားခီးသွား၆ဦးသေဆုံးသွားတယ်လို့ဒေတာဆိုင်ရာအနာပိုင်တွေအနေနဲ့အတည်ပြုပါတယ်မတ်လ29ရက်နေ့အတွင်းဒေသစံတော်ချိန်မနက်7:00နာရီမှာအခင်းဖြစ်ပွားပြီးတဲ့နောက်ခရီးသည်စုစုပေါင်း45ဦးတည်းက39ဦးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်တန်းရရှိထားတဲ့သူ9ဦးတည်းက4ဦးရဲ့ခြေနေကိုတော့စိုးရိမ်ရတယ်ဆိုပြီးဖော်ပြထားပါဗါတယ်။အဲ့ဒီရင်ကုန်တင်မဟာပင်လယ်ကမ်းခြေမျိုးတစ်ခုဖြစ်တဲ့ ဟူကာရာနဲ့1ကီလိုမီတာကျော်အကွာဝေးမှလည်းနစ်မြောက်သွားခဲ့တာဖြစ်ပါတယ်။အီဂျစ်နိုင်ငံဆိုင်ရာရုရှားတန်ရုံရဲ့အစောပိုင်းထုတ်ပြန်ချက်ထဲမှာတော့ခီးတဲ့အလုံးဟာသူတို့နိုင်ငံသားတွေဖြစ်ကြောင်းရေးသားထားပါတယ်။ဒါပေမဲ့လည်းပင်လယ်နီဒေသအုပ်ချုပ်ရေးမှူးကတော့ရုရှား၊အီဂျစ်၊အိန္ဒိယ၊နော်ဝေနဲ့ဆွီဒင်စတဲ့နိုင်ငံသားတွေပါဝင်တယ်လို့ဆိုပြီးခီးတဲ့အယူတက်ကိုပါအတည်ပြုခဲ့ပေးခဲ့ပါတယ်။ စင်ပတ်အမေရကော်မတီဟာရင်ငေါတင်မောင်းနဲ့အတူဟူကာရာကန်ယုံနဲ့အနိကအတနာကြောက်တန်းတွေကိုစူဇန်လေးလာနာအောင်စီစဉ်ပေးနေတာဖြစ်ပါတယ်။အဲ့ဒီကော်မတီဟာတကမ္ဘာလုံးမှာရှိတဲ့အပန်းဖြေရင်ငေါတင်မောင်း၁၄စင်းနဲ့ကနှစ်စင်းကိုဝယ်ယူထားပြီးခီးစဉ်တစ်ခုမှာလိုက်ပါသူ၄၄ဦးနဲ့ရင်မောင်း၂ဦးတို့ပါဝင်လေးရှိကြောင်းဖော်ပြထားပါတယ်။အဲ့ဒီခီးစဉ်အတွင်းကလေးလူကြီးမရွယ်စီးနေနိုင်တယ်လို့ရေအောက်၂၅မီတာထိစီးနိုင်တယ်လို့လည်းဆိုပါတယ်။ အခင်းဖြစ်ပွားချိန်မှာပင်လယ်ရင်နဲ့ရာသီဥတုပါငြိမ်သက်နေတဲ့အလျောက်တင်မောင်းတိမ်မောင်းရတဲ့အကြောင်းရင်းကိုတော့အာနာပိုင်တွေကစုံစမ်းနေဆဲဖြစ်ပါတယ်ခင်ဗျာ ပြည်ထောင်ဘရင်ချားစာကင်စာကုသကျမဘေးရက်ဆိုးချိုးတွေခံစားခဲ့ရပြီးတဲ့နောက်မတ်လ29ရက်နေ့ကြာတာပရင်းနေ့ကအချိန်ခဏတာလောက်စောင့်ကြည့်စစ်ဆေးမှုလုပ်ခဲ့ကြအောင်ဘာကင်ဟန်နန်းတော်ကထုတ်ပြန်ခဲ့ပြီးတော်ဝင်သတင်းချင်းမြစ်တစ်ခုကတော့အသေးအမွာကိစ္စဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ချားစ်ဘရင်ဟာစီးကျိတ်ကြီးခြင်းအတွက်နိမ့်မှန်လမ်းမှန်စမ်းသပ်စစ်ဆေးအပြီးမှာမနစ်ဖေဖော်ဝါရီလကအတိအကျမဖော်ပြထားတဲ့ကင်စာရောဂါတစ်မျိုးရှိကြောင်းတွေ့ရှိခဲ့ရကလေးကကုသမှုကိုခံယူနေခဲ့တာပါ။ ပြည်ထောင်ပြင်ချားစာသူ့ရဲ့ clearance set အင်ကိုပြန်လာခဲ့ပြီးကြွတင်ကာကွယ်မှုအနေနဲ့ match လ28ရက်တောက်ကြနေအတွက်ချိန်ဆထားမှုတွေကိုပြန်လည်စီစဉ်မှာဖြစ်ကြောင်းနန်းတော်ကပြောပါရယ်တော်ဝင်သတင်းချင်းမြတ်တစ်ခုကဘယင်ကြီးရဲ့နလန်ထမှုဟာအလွန်အပြုတ်သောဖက်ဆောင်ပြီးအချိန်နယ်ကောင်းမွန်ကြောင်းနဲ့သူဟာအလုဆက်လုပ်နေတယ်လို့ပြောဆိုပါရယ်မက်ရှလာ26ရက်နေ့ဗုဒ္ဓနေ့က Charles Payne ဟာဇနီးဖြစ်သူ Camilla နဲ့အတူ Buckingham နန်းတော်မှာမီဒီယာနယ်ပယ်ကပညာရှင်တွေကိုလက်ခံတွေ့ဆုံခဲ့ပါရယ်ခင်ဗျာ ဘရာဇီးအသင်းဟာလာမယ့်2026ကမ္ဘာဖလားအတွက်ရှီမန်းပြီးနီးပြအန်စလော့တီကိုခေါ်ယူခန့်ဖို့ကြိုးပမ်းနေပါတယ်။ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာရီယယ်မက်ဒရစ်နီးပြကိုပြီးခဲ့တဲ့နှစ်တည်းကလေးကခေါ်ယူခန့်ဖို့ကြိုးပမ်းခဲ့ပြီးလက်ရှိအချိန်မှာဆွေးနွေးမှုတွေပြန်လည်စတင်ဖို့လှုံ့ဆော်လာခဲ့တာပါ။ဘရာဇီးအသင်းဟာကမ္ဘာဖလားချစ်စစ်ပွဲမှာအဓိကပြိုင်ဘက်အာဂျင်တီးနားကို၄ဂိုးတကိုးနဲ့အရှက်ရပွဲရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာနီးပြအန်စလော့တီကိုတာဝန်ပေးအပ်ဖို့ကြိုးပမ်းလာခဲ့တာဖြစ်ကြောင်းဒီအတ္တလန်တစ်သတင်းစာကဖော်ပြပါဗျာ။ အန်စလော့တီဟာရီယယ်မက်ဒရစ်နဲ့စာချုပ်တက်တန်နောက်ဆုံးနှစ်ကိုရောက်ရှိနေတာကြောင့်ကမ္ဘာဖလားမတိုင်ခင်ခေါ်ယူနိုင်မယ်လို့ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကယုံကြည်နေပါတယ်။ရီယယ်မက်ဒရစ်အသင်းမှာဘရာဇီးကစားသမားတွေဖြစ်တဲ့ Vinicius, Rodrigo, Militao, Andrido လည်းရှိနေတာကြောင့်နေပြအန်စလော့တီအနေနဲ့ဘရာဇီးအသင်းကိုအောင်မြင်မှုရယူပေးနိုင်လိမ့်မယ်လို့ခန့်မှန်းသုံးသပ်နေကြပါတယ်ခင်ဗျာ။ DVB ရုံးမြင့်တန်ကြားမနက်ဆန်နိုင်တဲ့တဲ့ကိုရှူစားခဲ့ရတာပါနေ့လယ်7:00နာရီမှာလည်းထပ်မံရရှိတဲ့တဲ့တဲ့ကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်တော်ကတော့ဇွဲတက်ပါကျေးဇူးတင်ပါခင်ဗျာ tak Di lobi walau lah saya jalan? di tau saulah.